ရှင်လူကခရဝင်ခန်းကြီး23ထိုကမင်းရရှိပေါင်းလူသည်ထား၍ကိုရောကိုပြိလက်မင်းထံသို့ဆောင်းသွားကြပြီလေဤသူသည်ပြည်သူပြည်သားများကိုလဲ့ပြား၍မိမိသည် ခရစ်တော်ကြီးဟုသော ရှင်ဘရင်ဖြစ်ကြောင်းကိုဆိုလျက်ကဲတာဘရင်ကိုအခွန်မဆက်နှင့်ဟုမြစ်တာသည်ကိုအကျွန်ုပ်တို့တွေ့ပါပြီဟုဖြစ်တင်ကြ၏ပြိလက်မင်းကသင်သည်ယူဒရှင်ဘရင်မန္တလောဟုယေရှုကိုမေးလျင်မင်းကြီးမေးသည့်အတိုင်းမှန်သည်ဟုမိန့်တော်မူ၏ ပိလမင်ကဤသူ၌အဘယ်ဖြစ်ကုန်များငါမတွေ့ဟုရစ်ပြောဟိအကြီးရိုနေလူအပေါင်းတို့အားပြောဆိုလျင်ထိုသူတို့သည်တာ၍ပြင်းစွာသောအတန်နှင့်ဟစ်ကြော်လျက်ဤသူသည်ဂါလိလဲပြည်မှစ၍ဤရဲ့တိုင်အောင်ယူရာပြည်၌အနံ့ပြားဆုံးမဩဝါဒပြီး၍လူများကိုနိုးစော်သူဖြစ်ပါသည်ဟုရှောက်ဆိုကြ၏ပိလမင်သည်ဂါလိလဲဟုသောစကားကိုကြားလျင်ထိုသူသည်ဂါလိလဲလူဖြစ်သလောဟုမေးမြန်း၍ ဟေရုမင်းပိုင်သောသူဖြစ်သည်ကိုသိသောအခါထိုမင်းထံသို့ပို့စီ၏ထိုအခါဟေရုမင်းသည်ယေရုရှလင်မြို့၌ရှိသည်ထိုမင်းသည်ယေရှုကိုမြင်လျင် အလွန်ဝမ်းမြောက်ခြင်းရှိ၏အကြောင်းမူကားအထက်ကသတင်းတော်များကိုကြား၍ကိုရောကိုမြင်ခြင်းကကြားမြင်စွာအလိုရှိသည်ဖြစ်၍ပြတော်မူသောနမိတ်လက္ခဏာတစုံတစ်ခုကိုမြင်ရမည်ဟုမျှော်လင့်လျက်နေ၏ ထိုခါဟီရိုမင်းသည်ကိုရိုကိုများစွာမေးမြန်းတော်လဲအဘယ်စကားကိုများပြန်တော်မမူရစ်ပယောဟိအကြီးနှင့်ကျမ်းပြုဆရာတို့သည်ထား၍ပြင်းထန်စွာအပြစ်တင်ကြ၏ဟီရိုမင်းသည်စစ်သူရဲတို့နှင့်တကွာကိုရိုကိုမခန့်မညာဘဲပြည့်ရည်ပြု၍တင့်တယ်သောအဝတ်ကိုဝတ်ဆေပြီးမှပိလက်မင်းထံသို့ပြန်ပို့စီ၏ထိုနေ့၌ပိလက်မင်းနှင့်ဟီရိုမင်းတို့သည်အချင်းချင်းအဆွေဖွဲ့ကြ၏အထက်ကရံပဲဖြစ်သည် တဖန်ပြည်လက်မင်းသည်ရစ်ပယောဤအကြီးမင်းအရာရှိလူများတို့ကိုခေါ်၍ပြည်သူပြည်သားများကိုပုံကန်စေသောသူကဲ့သို့ဤလူကိုတင်းတို့သည်ငှထံသို့ပို့ဆောင်ကြသည်ဖြစ်၍တင်းတို့ရှိမှငါစစ်ကြောတော်လဲသူ့ကိုထင်သောအပြစ်တစ်စုံတစ်ခုကိုများဦးနိုင်မတွေ့ဟေရုမင်းသည်လည်းမတွေ့ထိုမင်းထံသို့ငါပို့စီပြီးဤသူသည် အသေးသက်ချင်းကို ခံထိုက်သောအမှုတစ်စုံတရားကိုများမပြု ထိုကြောင့်သူ့ကိုငါဆုံးမ၍လွတ်မြေဟုဆိုလေ၏ ထိုးပွဲ၌လူများတို့အားတစုံတစ်ယောက်သောသူကိုမလွတ်ပဲမနေရသည် လူအပေါင်းတို့ကထိုးသူကိုထုတ်ပါလောအကျွန်ုပ်တို့အားဘာရဘကိုလွတ်ပါလောဟုတင်ကြီးတညွတ်သည်ဟစ်ကြောကြ၏ထိုဘာရဘကမြို့၌ပုံကန့်ခြင်းအပြစ်လူအသက်ကိုတတ်ခြင်းအပြစ်ကြောင့်ထောင်ထဲ၌လောင်ထားသောသူဖြစ်သည်ပိလမင်းသည်ယေရှုကိုလွတ်ချင်သောကြောင့်သူတို့အားတပံပြောဆိုလေ၏။သူတို့ကလည်းဤသူကိုလော့ဝါကတိုင်မှရိုက်ထားပါရိုက်ထားပါဟုပြောကြ၏။ ပိလမင်းကထိုသူဒီအဘဲအပြစ်ကိုပြုပြီးသည်နီတေးထိုက်သောအပြစ်တစုံတစ်ခုကိုများသူနိုင်ငါမတွေ့ထိုကြောင့်သူကငါဆုံးမ၍လွတ်မြေဟုသုံးချိန်မြောက်တိုင်ဆိုလင်လူများတို့သည်ထိုသူကိုလက်ဝါးကတိုင်မှရိုက်ထားစီခြင်းကကြီးစွာသောအတန်နှင့်ကြက်ကြက်တောင်းသဖြင့်သူတို့၏အတန်နှင့်ရစ်ပျော်ဟိတ်ကြီးတို့၏အတန်သည်နိုင်လေ၏ပိလမင်းသည်လည်းသူတို့တောင်းသည့်အတိုင်ဖြစ်စေခြင်းကစီရင်၍ပုံကန့်ခြင်းအပြစ်လူအသက်ကိုတတ်ခြင်းအပြစ်ကြောင့် ထောင်ထဲမှာလောင်ထားသောသူကိုလူများတောင်းသည့်အတိုင်းလွတ်ပြေးမှယေရှုကိုသူတို့အလိုတော်အပ်လိုက်လေ၏ကိုရောကိုထုတ်သွားကြစဉ်ရှိမုံမြင်ရှိသောကုရင်နေပြည်သားတစ်ယောက်သည်တောရွာမှလာသည်ကိုသူတို့သည်တွေ့လျင်ဖမ်းဆီး၍ယေရှုနောက်တော်၌လောက်ဝါကတိုင်တော်ကိုထမ်းစေကြ၏နောက်တော်၌လိုက်သောလူများအပေါင်းတို့တွင်ကိုရောကြောင့်ငိုကြွေးမြည်တမ်းသောမိန်းမအချို့ပါ၏ထိုသူတို့ကိုယေရှုသည်လည်းကြည်၍ ယေရုရှလင်မြို့တို့သည်ငါကြောင့်မငိုကြွေးကြနှင့်မိမိတို့နှင့်မိမိတို့သားများကြောင့်ငိုကြွေးကြလော့အကြောင်းမူကားမြုံသောမိမသည်မင်္ဂလာရှိ၏ပရိသေရေမယူဘူးသောဝမ်းနှင့်သူငယ်မဆုဘူးသောသားမြတ်သည်မင်္ဂလာရှိ၏ဟုပြောရသောနေ့ရက်ကာလရောက်လိမ့်မည်ထိုအခါသူတို့ကအိုတောင်များတို့ငါတို့အပေါ်သို့ကြကြပါအိုကုန်းများတို့ငါတို့ကိုဖုံးအုပ်ကြပါဟုခေါ်ကြလိမ့်မည်အကြောင်းမူကားစိမ့်သောအပင်ကိုဤသို့ပြုကြရင်၆သောအပင်၌အဘယ်သို့ဖြစ်လိမ့်မည်နည်းဟုမိန်တော်မူ၏ ထိုအခါကိုရိုနစ်အတူလူစုနှစ်ယောက်တို့သည်လည်းသက်အံ့သောငါထွက်သွားကြ၏ကရာနီမည်ရှိသောအရက်သို့ရောက်ကြသောကိုရိုနစ်တကွာထိုလူစုတို့ကိုလက်တော်၌တယောက်လက်ရတော်ဘယ်၌တယောက်လက်ဝဲတော်ဘယ်၌တယောက်လောဘကတိုင်မှာရိုက်ထားကြ၏ယေရှုကလည်း"အိုပါသူတို့၏အဖြစ်ကိုလွတ်တော်မူပါသူတို့သည်ကိုပြုသောအမှုကိုမသိကြ"ဟုမွတ်ဆိုတော်မူ၏အဝတ်တော်ကိုလည်းစာရေးတန်ချ၍ဝေဖန်ကြ၏ လူများတို့သည်လည်းကြည်ရှုလျက်ရနေကြ၏ထိုသူတို့နှင့်အတူမင်းရာရှိတို့ကဤသူသည်သူတစ်ပါးတို့ကိုကဲ့တင်တတ်၏ခရစ်တော်ဒီဟုသောဘုရားသခင်ရွေးချယ်တော်မူသောသူမှန်လျင်ကိုကိုကိုကဲ့တင်ပါစေလိမ့်ဟုပြည့်ရည်ပြုကြ၏စစ်တီရဲတို့သည်လည်းလာ၍ပုံးရည်ကိုကပ်ပေးလျက်တင်းသည်ယူရရှင်ပြန်မှန်လျင်ကိုကိုကိုကဲ့တင်လို့ဟူ၍ပြည့်ရည်ပြုလျက်ဆိုကြ၏ခေါင်းတို့ပေါ်မှာတက်၍အပြစ်ဖော်ပြသောကပီးလိမ့်စာချက်ဟုမူကား ဤသူသည်ယူဒရှင်ဘရင်ဗီဒီဟုဟေပြဲပါသာဟေလသပါသာယောမပါသာအဖြစ်ရင်း၍ခေါင်းလို့ပေါ်မှာတက်တည်းဆွဲထားသောလူစုနှစ်ယောက်တွင်တစ်ယောက်ကသင်သည်ခရစ်တော်မှန်လင်ကိုကိုကို၎င်းငါတို့ကို၎င်းကဲ့တင်တော်ဟုကိုတော်ကိုကဲ့ရဲ၍ဆိုလေ၏တယောက်မူကားမိမိဖို့ကို ဆုံးမ၍သင်သည်ဤသူနီးသူအပြစ်ဒဏ်ခံရပင်ဘုရားသခင်ကိုမကြောက်တလို့ငါတို့ဒီကိုပြုမိသောအပြစ်နှင့် အလျောက်ခံရသည်ဖြစ်၍တရားသဖြင့်ခံကြရ၏ဤဥဒ္ဓမှုကအဘယ်အဖြစ်ကိုများမပြုဟုဆိုပြီးလေသခင်ကိုယ်တော်သည်နိုင်ငံတော်တည်ရကြွားလာတော်မူသောအခါအကျွန်ုပ်ကိုအောက်မေ့တော်မူပါဟုယေရှုကိုလျှောက်ဆို၏ယေရှုကလည်းငါမှန်ကန်ဆိုသည်ကားယနေ့တွင် သင်သင်ငါနှင့်အတူပရတိသူဘုံ၌ရှိလိမ့်မည်ဟုမိန့်တော်မူ၏ထိုအချိန်တွင်မွန်းတဲ့အချိန်ရောက်ဖြစ်၍သုံးချက်တီးချိန်တိုင်အောင်မြေတစ်ပြင်လုံး၌မောင်မိုက်တီးဖြစ်လေ၏ နေရံ괴ပြောင်းလေ၏ဘိမှန်တော်ဤကလကနှင့်ချမ်းဖြာ괴လေ၏ယေရှုသည်လည်းကြီးသောအသံနှင့်ကြွေးကြော်တော်မူပြီးလင်အိုဖအကျွန်ုပ်စိတ်ဝိညာဉ်ကိုကိုရော်လက်၌အကျွန်ုပ်အပ္ပဤဟုမိန့်တော်မူလျက်အသက်ချုပ်တော်မူ၏ထိုချင်းရာတို့ကိုတတ်မှုသည်မြင်လျင်စင်စစ်ဤသူသည်ဖြောင့်မတ်တော်သူမှန်ပေ၏ဟုဆို၍ဘုရားသခင်ကိုချီးမွမ်းလေ၏ထိုအမှုရာကိုအကြည့်ရှုလာသောသူအပေါင်းတို့သည်ထိုချင်းရာများကိုမြင်လျင်ရင်ဘတ်ကိုခတ်၍ပြန်သွားကြ၏ ဂါလိလဲပြည်မှာနောက်တော်သူလိုက်တော်မိမာရုံနိကိုရောဘူးသိချွန်းသူအပေါင်းတို့ဒီလဲအဝေးကကြည့်ရှုရနေကြ၏ထိုကယူရပြည်အရိမသေးမြူသားရောသက်အမည်ရှိသောလူအရာရှိတယောက်သည်ခြားသောလူအရာရှိတို့နှင့်တိုင်ပင်စီရင်ခြင်းကိုဝန်ခံတော်သူမဟုတ်ဘုရားသခင်၏နိုင်ငံတော်ကိုမျှော်လင့်တော်သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့်ပြည်လက်မြင်ထံသို့ဝင်၍ယေရှု၏အလောင်းတော်ကိုတောင်းလေ၏အလောင်းတော်ကိုခြား၍ပိတ်ချောနှင့်ပတ်ရပြည်လင်တယောက်ကိုမြတ်မတကြိုဘူးသော ကြောက်တင်ញိုင်းတွင်၌ထားလိမ့်ဤထိုနေ့ကအပိတ်နေဖြစ်၍ဥပုံနေ့အချိန်ဤသည်ဂါလိလဲပြည်ကကိုရိုနေအတူလာသောမိမများသည်တင်ញိုင်းတော်ကို၎င်းအလောင်းတော်ကိုအဘဲသို့ထားသည့်ကို၎င်းအကြည့်ရှုလိုက်လာကြ၏ထိုနောက်မှပြန်သွားပြီးလင်စီမွေးနေတဲ့သားမျိုးကိုပြင်ဆင်၍ပြည့်ညတ်တော်အတိုင်းဥပုံနေ၌အလုံးမလုံးပဲနေကြ၏အခန်းငယ်၁မှ၅၆